မိမိကိုမိမိနှစ်သက်သဘောကျတဲ့ကလေးတွေဟာ self confidence လို့ခေါ်တဲ့ကိုကိုကိုစိတ်ချယုံကြည်မှုတွေရှိလာတယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်။ဒါအပြင်ကိုမိမိကိုမိမိစိတ်ချယုံကြည်မှုရှိလာတဲ့အတွက်ကြောင့်မို့လို့ဒီတစ်ပါးနဲ့ပေါင်းသဆက်ဆံတဲ့အခါမှာလည်းလူမှုဆက်ဆံရေးပိုင်းမှာ အများကြီးတိုးတက်လာရေးဆိုတာကိုသိရှိနိုင်တာဖြစ်ပါတယ်။ းမင်္ဂလာပါခရိယယုံကြည်သူမိဘများအနေနဲ့တင်သားသမီးကို ပြုစုပျိုးချောင်တဲ့အခါမှာမိမိကိုမိမိနှစ်သက်သဘောကျတဲ့ကလေးတွေဖြစ်လာစေဖို့ရန်အတွက် ပြုစုပျိုးချောင်ဖို့ရန်ထူးလိုအပ်တာဖြစ်ပါတယ်အခြားသော အသိပညာအသက်ပညာနဲ့အချင်းအပြုအမူကောင်းတွေကိုရရှိဖို့ရန်အတွက်မိဘများကလေ့ကျင့်သင်ကြားပေးသလိုမျိုးကိုမိမိကိုမိမိ နှစ်သက်သဘောကျလာစီပို့ရန်အကျွဲ့ကျွန်တော်တို့လေ့ကျင့်သင်ကြားပေးရမှာဖြစ်ပါတယ်။မိမိကိုမိမိနှစ်သက်သဘောကျတဲ့ကလေးတွေဟာ self confidence လို့ခေါ်တဲ့ကိုယ့်ကိုယ်ကိုစိတ်ချယုံကြည်မှုတွေရှိလာတယ်ဆိုတာကိုတွေ့ရတာဖြစ်ပါတယ်။ ဒါအပြင်ကိုမိမိကိုမိမိစိတ်ချယုံကြည်မှုရှိလာတဲ့အတွက်ကြောင့်မို့လို့သူတစ်ပါးနဲ့ပေါင်းတင်ဆက်ဆံတဲ့အခါမှာလေလူမှုဆက်ဆံရေးပိုင်းမှာအများကြီးတိုးတက်လာတယ်ဆိုတာကို သိရှိနိုင်တာဖြစ်ပါတယ် သူတဘာနဲ့နိုင်ရှင်ပြီးတော့မှကိုကိုကို စိတ်ပြတ်တာအားငယ်တာသူတဘာပေါ်မှာမနာလို့ဝင်တိုတာတွေလည်းနဲပါတယ်ဆိုတာကို သိရှိရတာဖြစ်ပါတယ်ကျွန်တော်ကိုကိုကိုအနှစ်သက်သဘောကျလာတဲ့ကလေးတွေဖြစ်စေဖို့ရန်အတွက်ပြုစုပြောထောင်ပေးတဲ့အခါမှာနံပါတ်၁ချက်အနေနဲ့တင့်ကလေးရဲ့အားသာချက်အားနည်းချက်တွေကိုသိဖို့ရန်အတွက်လိုအပ်တာဖြစ်ပါတယ်အားနည်းချက်တွေကိုသူတို့ အလက်ခံလာအောင်သူတို့ကိုသူတို့နစ်သက်မှုရှိလာအောင်လို့မကြကနာချီးမွမ်းပေးပါဒါအပြင်ကောင်မကျွားတော့သူတပားနဲ့ဘတော်မှမနှိုင်းရှင်ဖို့ရအတွက် ကျွန်တော်တို့လှူဆောင်ပေးရမှာဖြစ်ပါတယ်။သူတစ်ပါးရဲ့အာတာချက်အာနေချက်တွေကိုမြင်တဲ့အခါမှာမိမိကိုယ်ကိုနိုင်ရှင်ဖို့မဟုတ်ဘဲနဲ့သူတစ်ပါးစီမှာလည်းအာတာတဲ့အရာအာနေတဲ့အရာတွေရှိတယ်လို့သူတစ်ပါးရဲ့အာနေချက်တွေကိုလည်းလေးစားတတ်ဖို့ဖိမတတ်ဖို့ရန်အတွက်စာနာတတ်ဖို့ရန်အတွက်ပြောပြပေးပါဖယားသခင်သူ့အပေါ်မှာထားတဲ့အမြင်တွေကို ပြောပြပေးပါဖယားသခင်ဟာသူ့ကိုကြောက်မက်ဖွယ်ကောင်းတဲ့အရေးအချင်းတွေထူးဆန်းတဲ့တွင်ပြင် တွေနဲ့သူတပားတွေနဲ့မတူညီအောင်ဖန်ဆင်းထားတယ်ဆိုတဲ့အရာကိုမကြာခဏပြောပြပေးပါ။၃၉၉ခုမြောက်တော့ဆာလံအပိုင်း၂၅မှာပါတဲ့ကြမ်းချက်ကလေးကိုသူကိုပြောပြပေးပါ။မိမိကိုမိမိစိတ်ချယုံကြည်မှုရှိတဲ့အလဟာတကယ်ကိုစွဲဆောင်မှုရှိတယ်။အလဆုံးဖြစ်တယ်ဆိုတဲ့အရာကိုပြောပြပေးပါ။လူတွေရဲ့သတ်မှတ်ချက်တွေအမြင်တွေထက်ဘုရားသခင်သူ့ပေါ်မှာထားတဲ့အမြင်ဟာ special ဖြစ်တယ်။ unique ဖြစ်တယ်ဆိုတဲ့အရာကိုသူကပြောပြပေးပါဒီနေ့ရောင်ရဲတင်းတိမ်တဲ့နှလုံးသားနဲ့ချီးမွမ်းတတ်တဲ့ကျေးဇူးတင်တတ်တဲ့နှလုံးသားရှိခြင်းဟာဆိုလို့ရှိရင် အမသာမဆွဲဆောင်မှုရှိတယ်ဆိုတဲ့အရာကိုသိအောင်ပြောပြပေးပါဒီနေ့ဘုရားသခင်ဖန်ဆင်းထားတဲ့သူ့အပေါ်မှာရှိတဲ့လက်ရာတော်ကိုမြင်တတ်ပြီးတော့မှကျေးဇူးတင်တတ်တဲ့ကလေးတွေဖြစ်လာစီပို့ရအတွက်လည်းပြောပြပေးပါဒီနေ့ကိုကိုကိုနှစ်သက်သဘောကျလာတဲ့ကလေးတွေဖြစ်လာစီပို့ရအတွက် မိဘများအနေနဲ့ရည်ရွယ်ချက်ရှိရှိလေ့ကျင့်ပြောထောင်ပေးပါလို့ကျွန်မအနေနဲ့ခွန်အားပေးချင်ပါတယ်။အရောက်တိုင်းပေါ်ဖျားတခင်အထူးကောင်းချီးပေးပါစေ။